ဒေါက်တာဟာမေလာတရားတူတချောင်းနဲ့မရင်းကောင်တို့သတ်မှတ်ထားတဲ့ကောင်ကိုစိမ့်ပြိနေပြေရှေ့သမနေပါတယ်ဒီကောင်ကရောဘလို့ချောင်းများဒီလိုလက်စားခြေခံရအောင်ဘလို့အမှုမျိုးကိုကျူးလွန်ခဲ့တာလဲဟုတ်ကဲ့ပါဇလန်လေးကို ကြည်လိုက်ကြရအောင်ဇလန်လေးရဲ့အဆမှာဆိုရင်တော့မိသားစုပေါ်မှာတန်ဖိုးထားတဲ့ဒေါက်တာဟာမေတရားသူ့ရဲ့အလုပ်ထဲမှာအလုပ်ရှုံနေတာနဲ့စတင်ထားပါတယ်ရဲတက်ချက်ကြီးမာကူကားပတ်မှာတော့အမျိုးသမီးတယောက်မရင်းကျက်အသက်ခံရတဲ့ဗီဒီယိုခွေကိုတက်ခါတက်ခါကြည့်ရင်းနဲ့စိတ်မကောင်းဖြစ်နေခဲ့ပါတယ် ဒီမှုအတွင်ဒေါက်တာဟာမီလာပါဝင်ကွဲစိတ်ကန်းထဲမှာဆရာဝန်၅ယောက်က operation လုပ်ရင်းနဲ့ဒီအမှုရဲ့လူနာအသက်ကိုကယ်တင်ဖို့အသေးအံစူးစမ်းနေခဲ့တာမှာနောက်နေ့မနေ့မှာတော့ Jasmine ဆိုတဲ့ရှင်းနေကျွယ်ကလေးမလေးနဲ့သူမရဲ့အဖေဒေါက်တာဟာမီတို့နှစ်ယောက်ကလမ်းလျှောက်ထွက်ရင်းနဲ့စကားတွေပြောနေခဲ့ပါတယ်ဒီနေ့လေးကတော့ Jasmine ရဲ့မွေးနေ့ရောက်ဖို့နှစ်ပတ်သာလိုတော့တာဖြစ်ပါတယ် ဒါကြောင့်မနေ့စာစားနေရင်ဂျက်စမင်ကသူမရဲ့မွေးနေ့ပွဲအတွက်ပြင်ဆင်ဖို့အတွက်ပြောနေရင်သူ့ရဲ့ဖေကိုစိတ်ကောက်သွားခဲ့ပါတယ်။တမိကိုအရန်ချစ်လွန်တဲ့ဟာမေကစိတ်ဆိုးသွားတဲ့ဂျက်စမင်လေးကို ချုံးနေရင်ចောင်းကိုဂယူးဆိုင်သွားဖို့ပြောနေခဲ့ပါတယ်။ဒီမြင်ကွင်းကိုတော့ဟာမေရဲ့မိမဆယ်ဖီကအနောက်ကနေကြည့်နေရင်လည်းသူတို့သားဖနှစ်ယောက်ကိုသဘောတွေကျနေခဲ့ပါတယ်။ဒီလိုနဲ့ဂျက်စမင်ကအိနေကနေထွက်သွားတော့ဟာမေလေးအိတ်ဖို့ပြင်နေချိန်မှာမိမဖြစ်တဲ့ဇေဖီရောက်လာပြီးတော့ လင်မယားတဘာဝဖောင်းတိုင်းလုပ်ငန်းကိုစတင်ကြပါရစ်။ညနေခင်းလေးရောက်တဲ့အခါမှာတော့တမီးဖြစ်တဲ့ဂျက်စမင်ចောင်းစင်းလာတော့မှကိုစောင့်နေရင်းနဲ့ဟာမေတယောက်ကွန်ပျူတာတစ်လုံးနဲ့အလုပ်ရှုပ်နေခဲ့ပါရစ်။ခဏနေတော့ចောင်းကနေဂျက်စမင်ရဲ့တငယ်ချင်းရောက်လာခဲ့ပြီးတော့ဂျက်စမင်ចောင်းမလာလို့အိစာတွေယူလာပြီးတယ်ပြောပြီးတော့ပြန်ထွက်သွားခဲ့ပါတယ်။ဒီကောင်မလေးရဲ့စကားကြောင့်ဟာမေတယောက်အရန်ကိုတုံလို့ချောက်ချားသွားခဲ့ရပါပြီ။အចောင်းကတော့သူ့တို့သမီးလေးကចောင်းကိုမရောက်ဘဲနဲ့လမ်းတနေရာမှာပျောက်ဆုံးသွားပြီဆိုတာအသေးချာနေလို့ဖြစ်ပါတယ်။ အဲ့ဒါနဲ့လင်မယားနေအောင်ပြပြတလေးဖြစ်ပြီးတော့တမီးလေးဂျက်စမင်ကိုလိုက်ရှာခဲ့ကြပြီးမယ်ဘယ်နေရာမှာမတွေ့တဲ့အစိုးရဲစခန်းကိုသွားပြီးတော့လူပြောက်တိုင်ကြားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ရဲတွေနဲ့အတူဟာမေပါလာသွားပြီးတော့ဂျက်စမင်သွားတက်တဲ့နေရာတိုင်းကိုအသေးအံလိုက်ရှာခဲ့ကြပါတယ်။တနေရာပြီးတနေရာပိတ်စိတ်တိုက်လိုက်ရှာပြီးတဲ့နောက်မှာတော့လူပြက်တဲ့ကားလမ်းပေးတနေရာမှာတော့မရင်းချစ်ပြီးတော့အသက်ခံရတဲ့တမီးဖြစ်တဲ့ဂျက်စမင်အလောင်းကိုတိတ်လန့်တုန်လှုပ်စွာတွေ့ခဲ့ရပါတယ်။ အာမေကသူသမီးရဲ့လောင်းကိုကြည့်ပြီးတော့ယူကျိုးမရဖြစ်ငိုနေခဲ့ပြီးတော့မိမဖြစ်တဲ့ဆယ်ပွီးစီကိုလည်းဖုံးဆက်ကြောင်းချခဲ့ပါတယ်။ဂျက်စမင်မရှိတော့ဘဲနဲ့တိတ်ဆိတ်ငြိမ်သက်နေတဲ့အိမ်ထဲမှာတော့ငင်းငိုင်နေပြီးစိတ်တက်ကြနေတဲ့အာမေတို့လင်မယားနှစ်ယောက်ကတယောက်ကိုတယောက်အပိစကားပြောနေချိန်မှာရဲစခန်းကဖုံးဝင်လာခဲ့ပါတယ်။အဲ့ဒီမှာပဲရဲတပ်ကြီးမာကူကတန်တရားရှိတဲ့လူတယောက်ကို သူတို့ဖမ်းမိထားတယ်။ ဒီလူရဲ့တုတ်ရည် DNA ကိုစစ်တဲ့အခါမှာလေဂျက်စမင်ရဲ့အလောင်းမှာကြံခဲ့တဲ့တုတ်ရည်နဲ့ပုံစံတူနေတာကတေချာသလောက်ရှိတယ်လို့ဟာမဲကိုပြောပြနေခဲ့ပါတယ်။အဲဒီနောက်မှာတော့ဂျက်စမင်ကိုမရင်းကျင့်တက်ခဲ့တဲ့လီမိုင်ယာဆိုတဲ့မရင်းကောင်ရဲ့ချောင်းကို TV ရုပ်သံလိုင်းကနေထုတ်လွှင့်နေတာကိုဟာမဲတို့လင်မယားနှစ်ယောက်ကစောင့်ကြည့်နေခဲ့ပါတယ်။ဒီသတင်းကတော့သူတို့အတွက်အဆင်မပြေစေရာဖြစ်ခဲ့ရပြီးတော့ဒေါသကိုလည်းအတော်လေးစွာလိုက်တယ်လို့ဖြစ်သွားခဲ့ရပါတယ်။ဒီမရင်းမှုတွေကိုသုံးချိန်တိုင်တိုင်ကျူးလွန်ခဲ့ပြီးတော့ ဲ့ဒီအမှုတိုင်းကလည်းအမြဲတမ်းတက်တည်မခိုင်းလုံလို့တရားကျုံးကပြန်လွတ်ပေးလိုက်လို့ဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲသူ့ရဲ့ပုံစံကဒီမူကနေအချိန်မရွေးပြန်လွတ်မယ်လို့ကောက်ချက်ချထားတဲ့ပုံစံဖြစ်နေပါတယ်။အဲ့ဒီသတင်းကိုကြားကြချင်းဟာမေကဒေါသထွက်နေုံကလွယ်ပြီးတော့ဘာမှမတက်နိုင်တော့တဲ့အဆုံးမှာသူ့ကိုယ်တိုင်သူ့သမီးအတွက်လက်စားချေဖို့ဆုံးဖြတ်ချက်ကြားလိုက်ပါတော့တယ်။ဟာမေတယောက်ဒီလက်စားချေခြင်းအစီအစဉ်ကိုတိတ်တဆိတ်စတင်ဖို့အစီအစဉ်ဆွဲပြီးတဲ့နောက်မှာတော့မိမဖြစ်တဲ့ဆေဝီကိုအလုသွားမယ်လို့လိမ်ပြောပြီးတော့အိမ်ကနေထွက်လာခဲ့လိုက်ပါတယ်။ အဲ့ဒီနောက်ဆေးရုံကိုမသွားပဲလူမနေတော့တဲ့အိမ်ဟောင်းတစ်လုံးစီကိုသွားပြီးတော့လူအပ်တဲ့ပြင်ဆင်မှုတွေကိုစတင်ပြုလုပ်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ဟာမေကတသမားတယောက်ကိုငှပြီးတော့ပစ္စည်းတစ်ခုလုပ်ခိုင်းပြီးဒီအလုပ်အကြောင်းကိုဘသူကမှမပြောဘဲနဲ့နှုတ်လုံရမယ်လို့ပြောပြီးတော့အလုပ်အပ်ခဲ့ပါတယ်။နောက်နေ့မှာတော့လင်မယားနေအောင်ညစာစားနေရင်းနဲ့ဆေးဘွေကဟာမေကိုအလုံးမသွားဘဲနဲ့ဘာဖြစ်လုံးနေတာလဲလို့မေးလိုက်တော့ဟာမေတင်အောင်ထိတ်လန့်သွားပြီးမြဲဆေးဘွေကတော့မဟုတ်တာတွေမလုပ်ဘဲတတိပေးလိုက်ပါတယ်။ အမေကြံစီတဲ့အတိုင်းသူ့လိုချင်တဲ့ပစ္စည်းကလည်းရလာခဲ့တော့သူ့အလုပ်မှာခိုင်းဖို့လူတယောက်ကိုလည်းအကူဖြစ်ခေါ်ထားလိုက်ပြီးတော့လက်စားချေခြင်းအလုပ်ကိုစတင်ခဲ့ပါတယ်။ပထမဆုံးအနေနဲ့ဒီမရင်းကောင်လီမင်ယာကို သူတို့ဖမ်းခေါ်ဖို့အတွက်လှုပ်ကြံရမှာပါ။ဒါကြောင့်မရင်းကောင်လီမန်ယာကိုအချုပ်ခန်းနေရာပြောင်းဖို့ရဲနေရောက်ကဘန်ကားတစ်စီးနဲ့ခေါ်ဆောင်လာပြီးတော့ရဲစခန်းကနေထွက်လာချိန်မှာဟာမေကနောက်ကနေသူ့ကားနဲ့လိုက်လာခဲ့ပါတယ်။ လမ်းနေနေရာရောက်မှာတော့ကားမောင်းလာတဲ့ကိုလားရွှေကရုတ်တရက်မူးဝေပြေရောကားကိုလမ်းဘေးကိုဆွဲချပြီးတော့ရန်လိုက်ပါတယ်။ဘေးကရဲကလည်းဘာဖြစ်မှန်းမသိတဲ့ကားမောင်းလာတဲ့ကိုလားရွှေကိုအစဉ်ပြေလာပါလာမင်းနေတဲ့အချိန်မှာဟာမေတို့ကားကဒီကိုလားရွှေရဲ့ကားနာကိုရောက်လာခဲ့ပါတယ်။ဟာမေကတော့ခက်တီတီပဲဘာဖြစ်တာလဲဘာကူညီပေးရမလဲမေးလိုက်ရင်လည်း သူကူညီပေးမယ်လို့ဆိုလိုက်ပါတယ်။အဲဒီနောက်မှာတော့ကားပေါ်ကနေရင်မောင်းကိုအောက်ချလိုက်ပြီးတဲ့နောက်ကိုလားရွှေရဲ့အလစ်မှာဒီပန်ကားကိုအတင်းမောင်းပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ဟာမေကကားကိုလူရှင်းတဲ့နေရာကိုမောင်းသွားပြီးတော့ကားနောက်ခံကမရင်းကောင်ကိုသူအသင်ပြင်ဆင်ထားတဲ့တိုးရဲကအိမ်ကိုနောက်ကားတစီနဲ့ပြောင်းလဲပြီးတော့ခေါ်သွားခဲ့ပါတယ်။တစ်ဖက်မှာတော့အခင်းဖြစ်တဲ့နေရာကိုတက်ချက်ကြီးမာကူရောဖွဲ့ရောက်လာပြီးတော့ဒီနေရာမှာကြံခဲ့တဲ့ဟာမေရဲ့ကားကိုလည်းဆစ်ဆင်းရင်းနဲ့တတိမိတ်သွားတဲ့ကိုလားရွှေက ိကခံရတာဖြစ်နိုင်တယ်လို့တက်ချက်ကြီးမာကူကကောက်ချက်ချလိုက်ပါတယ်။တကယ်တော့ကိုလားရွှေတို့မူးသွားအောင်ဟာမေကအရင်ကလေးကကြိုတင်ကြံစီထားခဲ့တာဖြစ်ပါတယ်။ရစ်ချင်တော့ဒီနေရာမှာကြံခဲ့တဲ့ကကဟာမေအတွက်သဲလွန်စာချန်ထားသလိုဖြစ်သွားပြီးတော့ကိုလားရွှေကအကျဉ်းသားကိုဖမ်းသွားတာဟာမေလို့ကောက်ချက်ချပြီးတော့ဟာမေမိမဆယ်ပြီစီကိုရဲတွေကစစ်ဆေးဖို့ဖြစ်လာခဲ့ပါတယ်။ဟာမေဘက်မှာတော့တတိမိနေတဲ့မရင်းကောင်ကိုဝီလစ်စလင်းနဲ့ လက်သမားပေးထားတဲ့ပစ္စည်းတွေနဲ့အတူတကူလုံးကိုစတင်ချီနှောင်လိုက်ပါတယ်။ခဏနေတော့မရင်းကောင်ကတတိယလာခဲ့ပြီးတော့ဆဲဆူကျိမ့်မောင်းနေတဲ့ချိန်ဟာမေကသူ့ဘေးကနေရုတ်တရက်ပေါ်လာခဲ့တော့ထိတ်လန့်သွားခဲ့ရပါတယ်။ဟာမေကတော့ဆဲဆူနေတဲ့ဒီမရင်းကောင်ကိုမပြောမစုံနဲ့ဆဲပေါင်းတူနဲ့ဒီကောင်းရဲ့ဒူးကောင်းတက်တက်ကိုတမလိုက်ပါတယ်။သူတို့ကတော့လုတ်ခဲ့တဲ့အမှုတွေကပြုံးပြုံးလေးနဲ့လုတ်ခဲ့ပေမယ့်အခုအချိန်မှာတော့ဒီမရင်းကောင်လေး အတံပြင်းနဲ့ထော်ပြီးတော့သူ့ကိုထပ်မလုပ်ဖို့ဟာမေကိုအသေးတံတောင်းပန်နေခဲ့ပါတယ်။ဒေါက်တာဟာမေကတော့ဒီမရင်းကောင်ကိုတခါတည်းရှင်းပြဖို့ကြံစီထားဖို့မရတော့ဘာမှပြန်မပြောဘဲနဲ့ဒီအခန်းထဲကနေထွက်သွားခဲ့ပါတယ်။ဒုတိယမြောင်းနေ့မှာတော့ဟာမေခိုင်းထားတဲ့လူကရက်စကန်နဲ့ခိုးဝင်နေတာကို CCTV ကနေပြန်ကြည့်ပြီးတော့ဇဲတွေကစုံစမ်းဖို့တဲလွန်စားထက်ရလာခဲ့ပြန်ပါတယ်။အဲ့ဒီနောက်မှာတော့အိပ်ပျော်နေတဲ့မရင်းကောင်ရဲ့မျက်နှာကိုဟာမေကတင်းနဲ့ပန်းပြီးတော့နှိုးလိုက်ပါတယ်။ မရင်းကောင်နိုးသွားတဲ့ချိန်မှာတော့ဒံယာချနေတဲ့ဒူးကောင်ကိုခြေတောင်းနဲ့နင်းပြီးတော့ထပ်မံနှိပ်စက်ပြန်ပါတယ်။မရင်းကောင်လေးနာလွန်းတော့ရိုင်းဆိုင်တဲ့စကားတွေနဲ့ဆဲဆိုနေပြီးမှဟာမေကဘာမှပြန်မပြောဘဲနဲ့အခန်းလေးကနေထွက်လာခဲ့ပါတယ်။ညရောက်တဲ့အခါမှာတော့ဟာမေကသူ့မိန်းမစီကိုပုံဆက်ပြီးတော့မရင်းကောင်ကိုသူ့ဖမ်းချုပ်ထားပြီးတော့အခုအချိန်မှာဒီကောင်ရဲ့ခြေတောက်ကိုချိုးထားပြီးတော့နှိပ်စက်နေတဲ့အကြောင်းပြောပြနေခဲ့ပါတယ်။ အဲ့ဒါနဲ့ဆယ်ပီကတော့လက်စားချေတာကိုမလုပ်ဖို့နဲ့အိမ်ကိုပဲပြန်လာဖို့ဟာမဲကိုနားချခဲ့ပါတယ်။တချိန်တည်းမှာပဲဆယ်ပီရဲ့ဖုန်းကတက်ကြွကြီးမာကူရဲ့ဖုန်းနဲ့ဆက်သွယ်ထားတာကြောင့်မာကူကသူ့မိန်းမလည်းလွန်ခဲ့တဲ့၄နှစ်လောက်ကအသက်ခံရပြီးတော့တရက်ခန့်ကိုဘာမှလက်တော့မပြနိုင်ခဲ့တာကြောင့်ဒေါသရန်ထွက်နေကြောင်းပြောလာပါတယ်။အဲ့ဒါနဲ့ဟာမေကဆယ်ပီနဲ့မာကုကိုနှုတ်ဆက်ပြီးတော့ဖုန်းချလိုက်တဲ့အခါမှာရဲစခန်းကဖုန်းကိုခြေရာခံရှာခဲ့ပေမယ့်ဟာမေရဲ့ဒီနေရာကိုရှာမတွေ့ခဲ့ပါဘူး။ သုံးရက်မြောက်နေ့မှာတော့ရဲတွေဟာဟာမေရဲ့တန်ခဲချင်းဆရာဝန်တယောက်ကိုခေါ်ပြီးတော့စစ်ဆေးတဲ့အခါမှာခွဲစိတ်ကန်သောပစ္စည်းတွေနဲ့အောက်ဆီဂျင်ဇက်တွေဟာမေယူသွားတယ်ဆိုတာကို သိလိုက်ရပါတယ်။မကြခင်မှာတော့ဟာမေခိုင်းထားတဲ့လူကိုဖမ်းမိပြီးတော့ကိုလားချွေတွေကစုံစမ်းမှုစတင်ပြုလုပ်နေကြပါတယ်။ဟာမေဘက်မှာတော့မရိကောင်ရဲ့လက်နက်ဖက်ကိုကျိုးနဲ့ချပြီးတော့တိုင်မာတွဲလုံးချထားပြီးတော့ဟာမေကအတန်ကျိုးနဲ့တကူလုံးကိုဈေးပြေးနေပြေးထိုင်းရိုက်နေခဲ့ပါတယ်။ နာကျင်လုံးနဲ့မရင်းကောင်ကတော့အကျဉ်းလိုမဆဲနိုင်တော့ပဲနဲ့သူမားပါတယ်ဆိုပြီးတော့အထက်ထက်ပြောနေပေမဲ့ဟာမင်းအတွက်ကတော့ခွင့်လွတ်ပေးမဲ့ပုံစံမှာမရှိတော့တာတော့အသေးချာပါပဲ။လေးရမြောက်တဲ့နေ့မှာတော့မရင်းကောင်ကိုအပြည့်ချင်းဖို့စံနာမရှိသေးတဲ့ဟာမင်းတယောက်စေကုပေးပြီးတဲ့နောက်အိမ်ပေးမှာရှိတဲ့ရေကန်နာမှာပီအီလေးကင်ရင်နဲ့သမီးလေးကိုလွှမ်းနေခဲ့ပါနဲ့။အဲ့ဒီညမှာတော့ဟာမင်း TV ကြည့်နေတဲ့အချိန်ဆဲပွေနဲ့တရင်တောက်တွေအမေးဖြေလုံနေတာကိုဟာမင်းတွေ့လိုက်ရပါတယ်။အဲ့ဒါနဲ့ပဲဆဲဖီက ဟာမဲလို့ရက်တွေကိုမထောက်ခံတဲ့စကားတွေပြောနေခဲ့တာကြောင့်ပို့ပြီးတော့ဒေါသထွက်ပြီးဆယ်ခွေစီကိုချက်ချင်းဆိုသလိုဖုံးခေါ်လိုက်ပါတယ်။အဲဒီနောက်မှာတော့လီမယားနေရောင်ရံဖြစ်ပြီးဟာမဲဖုံးချလိုက်တာနဲ့တစ်ချိန်တည်းမှာဖုံးကိုချေရခံပြီးတော့ရဲတွေလိုက်သွားခဲ့ပေမဲ့အရင်တည်းကကြိုတင်ကြံစီထားတဲ့ဟာမဲကိုရှာမတွေ့နိုင်ဖြစ်နေကြရပါတယ်။ခဏကြာတော့သူ့ရဲ့ဒေါသတွေကိုမရင်းကောင်ပေါ်ပုံချဖို့ဖြစ်လာခဲ့ပါတယ်။လက်နက်ဘက်ကိုကြိုးတုပ်ပြီးတော့ဂရင်ပေါ်မှာတင်ထားတဲ့ မရင်းကောင်ကိုဟာမေကအကြောပြော့စေထိုးပြီးတော့ဆက်လက်လက်စားချေပြန်ပါတယ်။ငားရမြောက်တဲ့နေ့မှာတော့ဟာမေကမရင်းကောင်ကိုအမပြတ်အောင်အစာကျွေးထက်မှန်ကျွေးလိုက်ပါတယ်။ခဏနေတော့သူမိမဆယ်ဝီရဲ့အကြောင်းကိုတွေးရင်းနဲ့ဆင်းညစ်ပြီးတော့ခြေကံပေးမှရက်တောင်ရင်နဲ့ငိုနေခဲ့ပါတယ်။နာကျင်မှုတွေကိုမခံစားနိုင်တော့တဲ့မရင်းကောင်ကတော့ဟာမေကိုကြည့်ပြီးတော့မင်းငါကိုမမြန်လေးအဆုံးသက်ပေးပါတော့လို့တောင်းဆိုလာခဲ့ပါတယ်။အဲ့ဒီနောက်တော့မရင်းကောင်ကိုကျူးလွန်ခဲ့တဲ့ မရင်းမှုတွေကိုမေးကြည့်လိုက်တော့သူမရင်းကျင့်ပြီးတော့တက်ခဲ့တာဂျက်စမင်တယောက်တည်းမဟုတ်ဘဲနဲ့နောက်ထပ်၃ယောက်ရှိနေတာကိုပါသိလိုက်ရပါတယ်။အဲ့ဒီထဲမှာဂျက်စမင်ကအကောင်းဆုံးပဲပန်းဦးချွေလိုက်ရတာလို့ဆိုပြီးတော့ဟာမင်ရဲ့ဒေါသကိုစပြီးတော့သူ့ကိုတခါတည်းအဆုံးသတ်ပေးဖို့ကြံမာတော့တယ်။တခါတည်းအဆုံးမသတ်သေးခြင်းနဲ့ဒေါက်တာဟာမင်ကတော့ဆေးရှိလက်ရှိသမလိုက်ပြီးတဲ့နောက်အသက်မတင်အောင်မရင်းကောင်ကိုထပ်မံကူသားပြန်ပါတယ်။အဲ့ဒီနောက်ဟာမင်ကစိတ်တွေရှုပ်ထွေးပြီးတော့တက်ချက်ကြီးမာကူစီဖုံးဆက်ပြီး သူ့မွန်းချက်နေပြီဖြစ်ကြောင်းရေပွင့်ပြောဆိုလိုက်ပါတယ်။ဟာမဲပုံးချသွားတာနဲ့ထုံးစံတိုင်းကိုလာချွေလိုက်သွားခဲ့ပေမဲ့ဟာမဲကိုဘယ်နေရာမှရှာမတွေ့ခဲ့ပါဘူး။တစ်ဖက်မှာတော့ဟာမင်ကမရင်းကောင်ပြောခဲ့တဲ့ကလေးသုံးယောက်ရဲ့မိဘတွေကိုဆက်သွယ်ပြီးတော့မရင်းကောင်ကိုသူ့ဖမ်းပြီးတော့နှိပ်စက်နေတဲ့ကြောင်းပြောပြလိုက်ပါတယ်။ချောင်ရမြောင်းနေမှာတော့ကိုလာရွှေတွေလေဟာမဲကိုဖမ်းဖို့နှီးမျိုးစုံနဲ့အကြံတွေထုတ်နေကြပါတယ်။အဲဒီနောက်မှာမရင်းချင်းခံရတဲ့ကလေးနှောင်းရဲ့မိဘတွေက ဟာမဲလုံးရက်တွေကိုထောက်ခံတယ်လို့ TV တဲကနေပြောနေတာကိုဟာမဲကကြည်နေရင်လည်းသဘောကျနေခဲ့ပါတယ်။ဒီအချိန်မှာတော့သူ့ရဲ့လုံးရက်ကိုထောက်ခံခဲ့တဲ့လူတွေရှိနေခဲ့လို့အားတက်သွားခဲ့ရပါပြီ။ဒါပေမဲ့လည်းနောက်ဆုံးကလေးတယောက်ရဲ့မိခင်ဒိုင်ယာမတ်ဆန်ဆိုတဲ့အမျိုးသမီးကတော့ဟာမဲကိုမထောက်ခံပေနဲ့အပြစ်တွေသာပြောနေခဲ့ပါတယ်။စိတ်တို့သွားတဲ့ဟာမဲကတော့ဒိုင်ယာမတ်ဆန်ကိုမရရအောင်ဖမ်းပြီးတော့သူ့ရဲ့တော်တွေကအင်စီကိုခေါ်သွားခဲ့ပါတယ်။ ဲ့ဒီနောက်ဟာမေကဒိုင်ယာမန့်ဆဲကိုမရင်းကောင်ရဲ့ခန်းထဲကိုအတင်းဆွဲခေါ်သွားပြီးတော့တေကန်ကြီးဖြစ်နေတဲ့မရင်းကောင်ကိုအသက်ခံခဲ့ရတဲ့သူ့ရဲ့သမီးရဲ့အတွက်နှိပ်စက်ခိုင်းခဲ့ပါတယ်။အဲ့ဒါနဲ့မန့်ဆန်လေသူမလို့ချင်တာတွေကိုခိုင်းတာကြောင့်ဟာမေနဲ့စကားများရံပစ်ပြီးတော့တလိလက်သွားခဲ့ပါတယ်။အဲ့ဒါနဲ့ဟာမေလေအမှုမတိုးအောင်မန့်ဆန်ကိုလူရှိတဲ့နေရာကိုသွားပစ်ခဲ့လိုက်ပါတယ်။အဲ့ဒါနဲ့ဟာမေလေအမှုမတိုးအောင်မန့်ဆန်ကိုလူရှိတဲ့နေရာစီကိုသွားပစ်ခဲ့လိုက်ပါတယ်။ မဆန်ကိုတတိယချိန်မှာတော့မဆန်ရဲ့ရေစကန်ကိုအလင်းမြန်သွားခဲ့ပါတယ်။ခုနှစ်ရက်မြောက်နေ့မှာတော့စိတ်ပီစီမှုတွေများနေတဲ့ဟာမေကမရင်းကောင်ကိုမနှိမ့်ဆက်တော့ပဲအခန်းထဲကပစ္စည်းတွေကိုပဲရိုက်ခွဲနေခဲ့ပါတယ်။အဲဒီနောက်မှာတော့မဆန်ရဲ့တရင်ပေးမှုကြောင့်ရဲရီဟာဟာမေကိုဖမ်းဖို့ရေစကန်ကနေစတင်ထွက်ခွာလာခဲ့ပါတယ်။တစ်ဖက်မှာတော့ဟာမေကတေလူနီးပါးဖြစ်နေတဲ့မရင်းကောင်ကိုဒီကနေ့ငါသမီးချက်စမင်ရဲ့မွေးနေ့လို့ပြောပြီးတော့မရင်းကောင်ရဲ့လက်ကလက်ထိပ်ကိုဖြုတ်ပေးလိုက်ပါတယ်။ ခဏကြာတော့ကိုလာရွှေတွေကဟာမင်ရဲ့ဒီနေရာကိုအတိအကျရောက်လာခဲ့ပြီးတော့နေရာကိုလည်းဝိုင်းထားလိုက်ကြပါပြီ။ဟာမင်ကလည်းအသွားတကြီးအဖမ်းခံလိုက်ပြီးတဲ့နောက်မှာတော့မရင်းကောင်ကိုသူမတက်ခဲ့တဲ့အကြောင်းတက်ချက်ကြီးမာကူကိုပြောပြီးတော့ဇလန်းလေးကိုအဆုံးသတ်ခဲ့ပါတယ်။ဒေါက်တာဟာမင်တယောက်မရင်းကောင်ကိုလက်စားချေနိုင်ခဲ့ပေမဲ့သူ့အတွက်သမီးလေးကိုတော့ပြန်မရနိုင်တော့တာတော့အမှန်ပါပဲ။ဟုတ်ကဲ့ပါခင်ဗျာကြည့်ရှုအားပေးကြတဲ့ပိတ်သက်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ဗျာ။